အသက်50ကျော်မှအိမ်ထောင်2ယောက်ကိုတပြိုင်တည်းတအိမ်ထဲမှာထားပေါင်းနေဆိုတဲ့ဇလန်းကိုဇာ2018ကဟိုဟာကုသိုလ်တော်ဖရာသွားရင်းနဲ့ကြားတာပေါ့နော်အဲ့အမျိုးသမီးကကုသိုလ်တော်မှာကြာပန်းလေးညောင်းတယ်လေဖရာမနေရောအဲ့လိုပြောနေတဲ့သူကနေကွာထိုင်းမော်လို့ထိုင်းတာထောင်ရင်းနဲ့သူတို့ပြောတဲ့ခြောင်းအောင်ကြားတယ်အဲ့ချိန်အောင်ကိုတက်ကငယ်သေးရဲ့20ဟောင်လောက်ပဲရှိမှာ23ပေါ့နော်အဲ့လို ေါ့အဲ့တော့24အဲအဲ့ maybe အဲ့ဒီဝင်းကျင်လောက်ပဲရှိမှာပေါ့နော်အဲ့နဲ့ဒါပြားလွတ်တာလဲအဲဘာလဲသူကတာမန်အဲဒီလက်လုံးလက်စာပင်ရန်လွတ်တာပဲအဲ့ဒါကိုမိမတယောက်ကိုလည်းပေါင်းတယ်ပင်ရင်ဒီဘက်တအိမ်ထဲမှာဒီဘက်မိမပေါင်းတာဒီဘက်မိမမောင်းတာအဲ့ဒီဘိုးတော့လည်းတက်ကုန်လည်းမေးကြည့်လာအောင်တက်90 အဲ့တော့ကျန်တာတော့ဆီမှာဒီ message ကိုပေးချင်တာဘာလဲဆိုတော့အသက်90ဆို အစင်မပြေတော့တော့ဘူးထင်တယ်ဆိုတော့အသက်90 60တွေကမဆိုင်ဘူးတချို့အဲ့လိုအခြေအနေတွေတော့အများကြီးရှိကြတာဖြစ်တဲ့အတွက်အဓိကကျမ်းမာဖို့ကဘာလို့လဲဆိုတော့စားသောက်မှုနေထိုင်မှုပုံစံရဲ့ကိုယ့်ကိုယ်ကိုချစ်တတ်ပြီးဒီအပိုင်းကိုဂရုစိုက်နေတဲ့ယောက်ျားတွေကကြွားတယ် ချူကြတော့ဖြစ်တယ်လို့နေတာချူကြတော့ကိုထက်ကိုမိသားစုကိုပတ်ဝန်းကျင်ကိုဂရုစိုက်တဲ့သူနဲ့ကို့အတွက်ကိုဂရုစိုက်နေတဲ့သူတွေမှာတော့လိမ်မိုင်းဆိုင်ရာတွေမှာပြုတ်ဝခြင်းမပြုတ်ဝခြင်းကတော့အရန်ဆိုင်နေအဲ့တော့ပန်းမျိုးတာလည်းဖြစ်ဖြစ်အဲဒီခုနကပြောတယ်လို့ပေါ့ဘလို့ကြောင်းရင်းနေပဲဖြစ်နေဖြစ်နေ အဲအယိုးဝနေ့ကို9နာရီ10နာရီကြာပြည့်အောင်အိပ်ပါ script တွေကိုခုနှစ်တိုင်းသလောက်လျှော့ပါအစားအသောက်မှာအစီနဲတာကိုစားပါเนาะဘလို့စားမလဲဆိုတော့အကိုတို့သိရယ်လူတိုင်းလည်းပြောနေတယ်ဒါပေမဲ့အစီနဲတာစားဟင်းစီနှစ်ကိုတိတ်မစားနဲ့အတီးရပောင်းစားအသားဆိုအသားတုံးလေးစားပေါ့ဘူးအနှစ်အနှစ်အရာကြီးစားတာတော်များအနှစ်ကြီးနဲ့ထမင်းကြီးနဲ့အဲ့ပါအဲကတနာနာပြီးအသက်50ရွယ်မှာစီချိုသွေးလိုလေးမရှိအောင်နှစ်နိုင်တလောက်ရှိရင်လဲစီချိုကြသေးသွေးလိုကြသေးကိုပုံမှန်တောက်နေတဲ့အပြင်ကိုပုံမှန်ထိ ရမယ့်ကာဗွန်ဟိုက်ဒရိတ်ဆိုတဲ့ထမင်းကိုတက်နိုင်သလောက်လျှော့ပြီးတော့เนาะပြီးရင်ဒီအချိုးရေလက်ဖက်ရေဓာတ်ရေတက်နိုင်သလောက်လျှော့ပြီးတော့ နော် green tea coffee ဒါမျိုးတွေသတိုက်တောက်သွားရက်ပီယာပါထိုင်နိုင်တယ်စိတ်လေးကွန်းပါထိုင်နိုင်တော့ပို့ပြီးတော့ကောင်းတာပေါ့ရှင်ဒါလေးတွေလုပ်ကြည့်ပါဇင်တက်အားသေးလေးတောက်ပုံမှန်ဆမစီမှာအသက်50ကျော်မိသားစုအတွက်ကိုဆမစီမှာဒီလိုပြဿနာကိုဖြေရှင်းပေးတဲ့မိသားအားနည်းကိုဖြေရှင်းပေးတဲ့ဆေးတွေ supplement တွေအရှိတယ်အဲ့ဒါကတစ်လနဲ့သုံးလကြားကိုသေချာအနည်းဆုံးတောက်ရတယ်အဲသုံးလအထက်ဆွဲတောက်ရတဲ့အကူတွေလည်းအချိန်မီမျိုးပုံမူတည်တယ်တချို့ကကျဟင်းငါးတီးနဲ့ဝဲတောက်ရတာရှိတယ်လို့ကျွန်တော်တို့ CO2 တောက်ရတာရှိတယ် salmon နဲ့ တွေ့သောင်းရတာရှိတယ်။ fatty acid ၅ကြီးတီ omega 3တွေ့သောင်းရတာရှိတယ်။အမျိုးသားအားစင်းကိုမှသူတို့ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့တွေ့သောင်းတဲ့သူတွေကတော့ပိုထိရောက်တယ်။နောက်တော့တလားနေသုံးလားလေကျွန်မပြောတဲ့နီလန်နိုင်လားစနေတကြအချိန်ပေးရတယ်။အကိုတို့ရဲ့စီးကြိုပါကြမယ်။သွေးတို့ပါကြပြီးတော့ဒီလိမ်မိုင်းဆိုင်ရာ testosterone ပြန်တက်လာပြီးတော့နေနေထောင်မမှုအားတွေပိုကောင်းလာမှာပေါ့နော်။အဲ့တော့ 50 60ရင်းနဲ့မဆိုင်ဘူးအခု20မှာလည်းပြဿနာဖြစ်နေတာเนาะအဲ့တော့အဓိကထင်းထင်းဆောင်းဆောင်းမှုနဲ့စားသားမှုနေထိုင်မှုတွေကအရန်ရေးကြည့်တယ်အဲ့ဒါလေးပဲ key site ပါလို့အကြံပေးချင်ပါတယ်ရှင်ပိုတက်ဆီယမ်ဓာတ်ကိုရအောင်မပြောသေးစားပြေเนาะအဲ့ဒါလည်းရေးကြည့်တယ်မိမှာဆိုလို့တတိယလုံးသာပြောတာကျွန်မလည်းခေါင်းနဲ့ပေါ်တော့